နှစ်ဦးနှစ်ဖက်ကသဘောတူမှာသာဖြတ်သိမ်းဝင်ပြက်ပြဲခွင်ဒိုးဒီမဟုတ်အသစ်လွှမ်းမိုးခွင်ရှိတယ်ဆိုတာဖိုကယ်ဘီလေးဘွဲဖြစ်နေတဲ့အတွက်ကြောင့်ဘတူကမိစားလဲဘတူကနီးရှင်လဲဘလို့တာဝန်ယူမှုတာဝန်ခံမှုတွေရှိကြမှာလဲဆိုတဲ့အဲ့ဒီဖိုဖိုကယ်မပေါ်ပေါက်မချင်းဟောဒီ FA process ကတော့ရပ်ဆိုင်နေပါပဲ ဟုတ်ကဲ့စောပါဦးလေဒီကနေ့ကျွန်တော်မေးမြန်းဆွေးနွေးလိုတာကတော့ NCA မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံလုံးဆိုင်ရာအပြစ်ခက်ရစဲမှုသဘောတူစာချုပ် NCA ပေါ့ဆိုတော့ဒါနဲ့ပြတ်သက်ပြီးအခုအငင်းပွားဝယ်ဖြစ်နေတယ်ဒါကြီးကပြတ်သွားပြီဒါပေမဲ့မပြတ်သေးဘူးစသည်ဖြစ်ပေါ့နော်ပြောဆိုမှုတွေရှိတယ်အော်တိုဘာ15နေ့ကတော့ဒါနေပြည်တော်မှာစစ်တပ်ကဒါအကြီးကြီးပေါ့နော် NCA 7နှစ်မြောက်အခမ်းအနားကိုလုပ်တယ်ဟိုတရုတ်ကိုယ်စားလှယ်တောင်ပါတယ်ပေါ့နော်မြန်မာပြည်ထဲကတချို့ တိုင်းရင်းသားဤရဝတွေလည်းပါတယ်။နောက်နိုင်ငံရေးပါတီတွေ NCA မှာစတင်တော့အဖွဲ့တော်တော်များများတက်ရောက်တယ်။သူတို့ကတော့ဒါ NCA ကရှိသေးတယ်ပေါ့လေ။ဒါပေမဲ့ KNU အပါဝင်ဒီဤရဝ6ဖွဲ့ကတော့ဒီ2021စစ်တပ်အာဏာသိမ်းလိုက်တဲ့ကဒီ NCA ရဲ့အခြေခံမူတွေညီမှန်းချက်တွေကိုစစ်တပ်ကဖျက်ဆီးလိုက်တာဖြစ်လို့ဒါပြတ်သွားပြီဆိုပြီးတော့ကြေညာချက်ထုတ်ပြန်လာတယ်။ဆိုတော့ဒီအချိန်ဒီမှာဒီ NCA ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ NCA စတာက အဲ့တော့ဦးသိန်းစင်အစိုးရရဲ့ဟိုစစ်တက်ကဧရာဝတီရဲ့နောက်လွှတ်တော်ရဲ့ဒီဒီလေးခုကနေဟိုလက်မှတ်ထိုးတယ်လို့ပြောတယ်ဒီမှာအတိတ်တည်းနေနဲ့ကုလသမဂ္ဂပါပါတယ်ပေါ့လေနော်ဆိုတော့ဒါဒါကြီးကခံခံမမတီရှိနေလို့လဲဒါဒီအချက်ကြောင့်ပြောတာလည်းရှိတယ်အဲ့တော့စစ်တက်အာဏာသိမ်းပြီးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ NCA နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတော့ဟိုဆက်လုပ်နိုင်တာမရှိတော့ဘူးဒါကတော့အထင်ရှားတွေ့ရတယ်ဒီ agreement တို့ဒီ contract တို့ဒီ brain ညင်တို့ဆိုတာလဲဒါဥပဒေ ရတာစီးနောင်တာလို့ကျွန်တော်နားလေတယ်လေအဲ့တော့အခုကျွန်တော်သိကျင်တာကဗမိုင်းမှာရှိနေတဲ့ပဂရီဖြစ်တည်နေတဲ့အနေအထားပေါ်မှာဥပဒေရှုထောင့်ရဒီ NCA သဘောတူစာချုပ်ကပြက်ပြီလားမပြက်ပြီလားအဲ့ဒါကိုဘယ်လိုမျိုးသုံးသပ်ပြလို့ရမလဲဗျစောပါဦးလေးနေ agreement တခုပြက်ပြဲတယ်မပြက်ပြဲဘူးဆိုတာကဥပဒေရှုထောက်ကပဲအဓိကထားကြည့်ရတာမှာ ဆိုတော့ agreement တစ်ခုဆိုတာကနှစ်ဦးနှစ်ဖက်သဘောတူပြီးလုပ်ထားတဲ့အတွက်ကြောင့်နှစ်ဦးနှစ်ဖက်ကသဘောတူမှသာဖြတ်သိမ်းဝင်ပြက်ပြဲခွင့်ဒုတိယမဟုတ်အသစ်လွှမ်းမိုးခွင့်ရှိတယ်ဆိုတာဒါမြန်မာနိုင်ငံရဲ့တည်ဆဲပရိညင်အဥပဒေမှာကောနိုင်ငံတကာပရိညင်ဥပဒေမှာရောအတိအကျပြဋ္ဌာန်းထားတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့မေးတဲ့မေးခွန်းရဲ့ အစီပြက်ပြက်ချင်းရှိမရှိလို့နေတဲ့မိကုန်းကိုတော့ကျွန်တော်တူတူရောက်တဲ့အမြင်အဖြေရမယ်ဆိုရင်အစီဒီပြက်ပြဲသွားတာမဟုတ်ဖြက်သိမ်းလိုက်တာမဟုတ်ပဲနဲ့ဒီစာချုပ်မှာပါတဲ့နောက်ဆက်တွဲအကောင့်ထဲဖော်မှုရန်လေရာရပ်ဆိုင်းသွားတဲ့အနေအထားမျိုးသာရှိပါတယ်ကျွန်တော်ပြောခဲ့ပြီးပါပြီရှေ့ပါဗရင်ငင်းဒီနှုတ်နှစ်ဖက်သဘောတူ ဒီချက်နဲ့လုံထားတဲ့အတွက်ကြောင့်နှစ်ဦးနှစ်ဖက်လုံးကသဘောတူညီချက်တစ်ခုအားဖြစ်တာဖြတ်သိမ်းခွင့်ပြက်ပြဲခွင့်အသစ်စာထုတ်ခွင့်ရှိတယ်ဆိုတာကတော့ဗရင်းရှင်ဥပဒေသဘောတရားကိုကောင်းကောင်းနားလည်တဲ့ဥပဒေသမားတိုင်းကသိပါတယ်ဒီနေရာမှာတစ်ခုမေးစရာရှိတာကကုနာစောပါဦးလေးပြောတာကကုနာဟိုနှစ်ဦးနှစ်ဖက်လို့ပြောတယ်လေအခုဒီစာချုပ်အနေထားကကျွန်တော်တို့သိထားတာက तू က အစိုးရရဲ့စစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့နောက်လွှတ်တော်ရဲ့ဒီ၄အစုအဖွဲ့၄ခုလို့ပြောတယ်လေဆိုတော့၄ခုဖြစ်နေတော့အကူအကစစ်တပ်အာဏာသိမ်းလိုက်တော့အစိုးရနဲ့လွှတ်တော်ကပြက်ပြဲသွားတဲ့သဘောဖြစ်သွားတယ်ဆိုတော့တူးတူးအနေနဲ့ကြည်စစ်တပ်ကတည်းကဖြတ်လိုက်တဲ့သဘောမျိုးလို့လည်းပြောလို့ရတယ်ဒါပေမဲ့ဟိုနှစ်ခုမကဖြစ်နေတာလေနော်တချို့ကူအီးရောတချို့ကတော့လက်မခံဘူးတချို့ကလည်းလက်ခံနေရှိတယ်။ဟိုစစ်တပ်ကတော့သူလက်ခံနေတယ်။ဆိုတော့အဲ့ဒီအခြေအနေကရှုပ်နေတယ်။ဆိုတော့အဲ့ဒီပုံမှန်ကိုဘယ်လိုမျိုးသုံးသပ်ပြီးလို့ရမလဲ ဟုတ်ကဲ့ကျွန်တော်နိုင်ငံတကာရဲ့ agreement တွေပေါ့နော်ဒီ state actor တွေနဲ့လုပ်တဲ့ agreement တွေကိုကျွန်တော်လေးလာလိုက်တဲ့အခါမှာအဓိကအားဖြင့် focus နှစ်ခုကိုပဲထားပါအဲ့ဒါကဘာလဲဆိုတော့ state actor တွေနဲ့ non state actor လို့ခေါ်တဲ့အဖွဲ့တွေကသာထိုးထိထိုးထားရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာအခုလိုကြီးကြီးမားမားရှိခဲ့ဘူးတဲ့ agreement နှစ်ခုလုံးကိုကြီးလိုက်တဲ့အခါမှာမလဲရှုပ်တွေလုပ်ထားတာရှိပါတယ် ဖိုကယ်တအားများတယ်နော်ကျွန်တော်တို့ DNCA ရဲ့အရှိမရှိခဲ့ဘူးတဲ့1949ပင်လုံ agreement ကိုကြည်လိုက်ရင်လေ non state actor တွေဘက်ကအဖွဲ့အစည်းတွေများတယ်ဗမာပြည်မှာဘက်ကနေနော် passport တခုတည်းကကဖိုကယ်အတေထားတယ်ဆိုတဲ့အခါကျတော့မလိုအပ်ပဲနဲ့ဖိုကယ်များပြားတဲ့အခါမှာရှုပ်ထွေးမှုတွေဖြစ်တယ်ထို့နေ့၎င်းမှာ FCA ကိုကြည်တိုက်တဲ့အခါပါတော့ ဖိုကယ်ဒီလေးဘွဲဖြစ်နေတဲ့အတွက်ကြောင့်ဘသူကနီစားလဲဘသူကနီးရှင်လဲဘလို့တာဝန်ယူမှုတာဝန်ခံမှုတွေရှိကြမှာလဲဆိုတဲ့ကိစ္စတွေကအမတန်ရှုပ်ထွေးပါတယ်ဆိုတော့ဒီတည်းမှာထောက်ပြစရာရှိတာကအဲ့ဒီအချိန်အဲ့ဒီကာလကဖိုကယ်အနေနဲ့လက်မှတ်ဝင်ရောက်ရေးထိုးခဲ့တဲ့စစ်တပ်သည်နိုင်ငံတော်အစိုးရရဲ့လက်အောက်မှာရှိတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်မဟုတ်ပဲနဲ့ကြီးစားတပ်ဒါကမင်းစိတ်အမေကုန်ဖြစ်တယ် နောက်တစ်ခုလွတ်တော်သည်သူ့ရဲ့ဥပဒေပြုခွင့်အနာရဲ့ဘောင်းကိုကြုံတုံပြီးတော့ state actor တစ်ခုအနေနဲ့လက်မှတ်ထိုးခဲ့တာဟောဘာကြောင့်ဒါကမလိုအပ်ပဲရှုပ်ထွေးမှုဖြစ်တယ်သို့အတွက်ကြောင့်ပုံပြီးတော့ဒီနေရာမှာထောက်ပြစရာတစ်ခုရှိတာကကြံတဲ့နိုင်ငံတွေမှာပြုလုပ်ခဲ့တဲ့တူဖိုကယ်နဲ့လုပ်ခဲ့ကြတဲ့ agreement တွေမှာတူဖိုကယ်အရာအကောင့်ထဲပုံမယ်ဆိုရင် အခုမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ NCAC တဲ့ full focus ရှိမှသာအကောင့်ထဲပေါ်လို့ရမယ်ဆိုတဲ့သဘောတက်ရောက်နေပြီအဲ့တော့ဆိုလိုတာကအဲ့ဒီ full focus မပေါ်ပေါက်မချင်းဟောဒီ NCA process ကတော့ရပ်ဆိုင်နေတာပဲဟုတ်ပြီအဲ့ဒါဆိုရင်အခုစစ်တပ်ကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်သူတို့နော်ရွေးကောက်ပွဲလုပ်မယ်ဆိုရင်သူတို့စိုးရဖြစ်လာမယ်လွှတ်တော်ပေါ်လာမယ်အဲ့တော့ အစိုးရနဲ့လွှတ်တော်ပေါ်လာပြီကုစစ်တပ်ကလည်းသူကရှိနေပြီဆိုရင်ကုကအိယာဝရလည်းရှိပြီးသားဩဆိုတော့အဲ့ဒီအချိန်ချိန်ကြရင်ရွက်ောက်ပွဲပြီးသွားရင်ဒီ NCA ကပြန်ပြီးတော့အသက်ဝင်လာမယ်လုပ်ငန်းတွေပြန်အကောင့်ထဲပေါ်လို့ရမယ်ဆိုတဲ့သဘောလားကျွန်တော်အဲ့ဒီလိုလည်းမဆိုးလို့ပါဘူးမဆိုးလို့ဘူးဆိုတာအခုလက်ရှိမင်းအောင်လိုင်ဦးဆောင်တဲ့စစ်အုပ်စုကြီးအကယ်၍များသူတို့ပြောနေတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအာဏာလွှဲပြောင်းရရည်ပြည့်တဲ့အာဏာထိန်းခဲ့တယ်ဆိုရင်တော့ 那朝鲜不会用钱啊？不对嘛！你安那都比较有，安娜听你的，所有数据告不部干嘛给他编肩膀办公室点主的不要他钱，他恐怕没协调吧？多专家，是这个那些老民说的最告不的人。那朝鲜不会用钱啊？不对呀，把老的都要问不起了呗，所以。 ရွေးကောက်ပွဲမှာတော့တရားဝင်မှုမရှိဘူးဆိုရင်ရွေးကောက်ပွဲရလာကြောက်ပေါ်ပေါက်လာတယ်လွတ်တော်နဲ့အစိုးရသည်ဘယ်လိုတရားဝင်မှုရှိမလဲဆိုတဲ့မေကွန်ထွက်နေပါပဲဒါကြောင့်မို့လို့စစ်တပ်ရဲ့လက်ရှိလှုပ်ဆောင်ချက်ကသူ့ရဲ့ထွက်ပေါက်ကိုသူ့အာဏာနဲ့သူကတိကတာထွက်ပေါက်လိုက်ချနေတဲ့သဘောသာဖြစ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ကျွန်တော်ဥပဒေကြောင်းရဘာမှပြောစရာအကြောင်းမရှိတော့ပါဘူးနောက်တစ်ခုက ဟောဒီရွေးကောက်ပွဲအပေါ်မှာကပြည်သူလူထုကဘလောက်ထိဒိုက်ပါဖောင်ရမှာလဲပြည်သူလူထုရဲ့သဘောဆန္ဒဘလောက်ထိထင်ဟမလဲဆိုတာလည်းမေကွန်းထုတ်ပြန်ရှိပါတယ်။ Okay ဒါတော့စောပါဦးလေးဥပဒေရှုတော့ကဒါတရားမဝင်ဘူးဆိုပြီးထပ်ပြီးဒါပြောတာပေါ့နော်။ဟိုစစ်တပ်ကတော့သူကတော့ဒါအစိုးရပေါ်လာမယ်လွှတ်တော်ပေါ်လာမယ်အဲ့အတွက်သူဆက် run မဲ့ပုံစံတော့ကျွန်တော်တို့မြင်နေရတာပေါ့နော်ဟုတ်ပြီအဲ့ဆိုဥပဒေရတရားဝင်အောင်ဆိုရင်အခုလက်ရှိ NLD အစိုးရပေါ့နော် NLD အစိုးရရဲ့2020ရွေးကောက်ခန်းတွေရဲ့သူတို့မရှိဘဲနဲ့ဒီဒီ NCA ဆက်သွားလို့မရဘူးဆိုတဲ့သဘောလားဥပဒေအကြောင်းရဆိုရင်မှန်ပါတယ်ဆက်သွားလို့မရပါဘူးကျွန်တော်ပြောပြပြီးအဲ့ဒီမှာကျွန်တော်တို့ NCA မှာကအဓိကပါဝင်ပတ်သက်နေတဲ့အဖွဲ့အဖွဲ့စီက၄ခုဖြစ်နေပါတယ်ဆိုတော့ကျတော့ ကျွန်တော်ဥပရိသမားဖြစ်တဲ့အတွက်ကြောင့်ဥပရိရဲ့ရှုတော့ကပဲကျွန်တော်ပြောပါမယ်။လက်ရှိအခြေအနေအထိကလက်ရှိအခြေကာလအထိကဥဝင်းမြဦးဆောင်တဲ့ LD အစိုးရကသာမြန်မာနိုင်ငံရဲ့တရားဝင်တဲ့အစိုးရဖြစ်နေဒုံးဆိုတာကဒါဥပရိသမားတိုင်းလည်းသိပါတယ်။ကုလသမဂ္ဂနဲ့ဒေသတွေအာဖရိကနိုင်ငံကလည်းသိပါတယ်။ဒါကြောင့်မို့လို့မူလကတည်းက၄ဘွန်းဆိုင်ထိုးခဲ့တဲ့ NCAV ၄ဘွန်းဆိုင်လုံး ပြန်ဆုံတဲ့အချိန်ကြာမှသာအကောင့်ထဲပေါ်လို့ရမယ့်အနေအထားမျိုးရှိတယ်ဆိုတာကတော့ဒါဥပဒေရှုတော့ရတော့ NCA ရဲ့ဗဂတိအခြေအနေရတော့ဒါလိုပဲပြောလို့ရပါမယ်။ဒါမှတခုရှိတာအခုစစ်တဲအာဏာသိမ်းလိုက်တဲ့အတွဲနိုင်ငံရေးအလှည့်ပြောင်းကြောင်းအခု NLD ကဒီလွတ်တော်ကိုယ်စားလှယ်အများစုပါတဲ့ဒါဥဆောင်နေပေါ့နော်။ UNG ဆိုတာအခုရှိနေတယ်။ ပြီးတော့ CRPH ကလည်း तू ကပြည်တော်စုလွှတ်တော်ဆိုပြီးခေါ်ထားရှိတယ်ဆိုတော့ NUG ရှိတယ်ပြည်တော်စုလွှတ်တော်ရှိတဲ့အတွက်ဒီစစ်တပ်နဲ့ပြန်ပြီးတော့ဒီ NUG နဲ့ပြည်တော်စုလွှတ်တော်ကဆွေးနွေးပြီးတွားမယ်ဆိုရင်ပြန်ညှိနှိုင်းပြီးတွားမယ်ဆိုရင်အဲ့လိုပုံစံကိုပြန်ဆက်လို့ရမှာဒီ NCA အဲ့ဒီနေရာမှာပြောလို့ရတဲ့တခုက CRPH နဲ့ NUG ကိုလက်ရှိပြဿနာကာလမှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကအစိုးရတရအနေနဲ့ဆို၎င်းထွတ်တော်တစ်ခုအနေနဲ့ဆို၎င်းတတ်မှတ်နေပြီလားဆိုတာနံပါတ်1မေကွန်ထုတ်တယ်ရှိပါတယ်နံပါတ်2ကပြည်ဝင်ဥပဒေအရကောနိုင်ငံတကာဥပဒေအရဘယ်ဥပဒေတွေကိုအခြေပြုပြီးတော့ကုလသမဂ္ဂနဲ့ဒေသတွေနိုင်ငံကနေ CRPH ကိုလွတ်တော်အဖြစ်၎င်း UNG ကိုအစိုးရအဖြစ်၎င်းတတ်မှတ်ထားပါတယ် ဆိုတဲ့ဒုတိယမေကွန်ထွက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တဦးတယောက်ထဲရဲ့အမြင်အပြောမဲ့ဆိုရင် CRPH ကလွတ်တော်မဟုတ်တယ်လို့ NUG ဒီလည်းမြန်မာနိုင်ငံရဲ့အစိုးရမဟုတ်ဘူးဆိုတာတော့ဒါဥပဒေရှုထောက်ကနိုင်ငံရေးရှုထောက်ရအောင်ကျင်းစီပေါ့မှတ်ချက်ပေးလို့ရတဲ့အခြေအနေရှိပါတယ်ဆိုတော့ခါကြတော့ NUG နဲ့ CRPH လုတ်လို့ Holy FCA process ကို ရန်လို့ရမယ်ဆိုတာတော့စိတ်ကူးရင်တဲ့အနေထားမျိုးသာဖြစ်ပါလိမ့်မယ်ဒီနေရာမှာဆက်ဆက်လို့ CRPH နဲ့ဆက်ဆက်လို့တခုချက်ပြီးမေးလို့ပါတယ်ဥပဒေအရ CRPH ကအခုပြည်တော်စုလွှတ်တော်ဆိုပြီးခေါ်ယူတာရှိတယ် CRPH အနေနဲ့เนาะအမိန့်နေဥပဒေတွေထုတ်ပြန်တာရှိသလိုပြည်တော်စုလွှတ်တော်ဆိုပြီးလည်းအမိန့်နေဥပဒေတွေထုတ်ပြန်နေတယ်ဆိုတော့ဒီနှစ်ခုကနှစ်ခုလုံးရှိတင်လားလွှတ်တော်ရှိရင်ရပြီမဟုတ်လားဆိုတော့ဥပဒေအကြောင်းအရဘယ်လိုပြောမလဲ နှစ်ခုက conflict ဖြစ်နေလားစသည်ဖြင့်အဲ့ဒီပေါ်ကိုလည်းသုံးသပ်ပေးပါဗျာဒီဟာနဲ့ပတ်သက်ရင်တော့ကျွန်တော်ကတော့ဟိုကျွန်တော်ဘက်ကပြန်ပြီးသုံးသပ်တာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ CRPH ကပြည်တော်စုလွှတ်တော်ကိုသူတို့ပြောနေတယ်ပြည်တော်စုလွှတ်တော်ကိုစင်ပြိုင်နေတာသူတို့မှာဟုတ်ပြည်တော်စုလွှတ်တော်က CRPH ကိုစင်ပြိုင်နေသလားပေါ့နောက်တစ်ခုက ကျောင်းဉ္ဇူတော်လိုင်းကလာအစမှာ CRP ရှိတုခေါ်တဲ့ပြည်တော်စုတော်တော်ကူစားပြုကော်မတီဖွဲ့စည်းခဲ့တာတော့ကျောင်းအနေနဲ့မဝေဖန်လို့ပါဘူးဒါပေမဲ့ဒီနေရာမှာထောက်ပြစရာတခုရှိတယ်ကပြည်တော်စုတို့ပြောမယ်ဆိုရင်ဘယ်အပိုက်ဝန်ကိုဥတည်ပြီးတော့ပြည်တော်စုတို့ပြောတာတကယ်လို့အဲ့ဒီပြည်တော်စုတော်တော်ကူစားပြုကော်မတီမှာရှမ်းကရွေးကောက်ခံကူစားလေတွေနဲ့ရခိုင်ကရွေးကောက်ခံကူစားလေတွေမပါဝင်တဲ့အတွက်ကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ဗကရီမျိုးပုံအတိုင်းပြည်တော်စုကိုရည်ညွှန်းတာဆိုရင်တော့ဒါကဒွေမားနဲ့ရဲ့ချက်တစ်ခုကောင်းပြီဒါဆိုရင်ပြည်တော်စုလွတ်တော်ကိုသာပြုကော်မတီဖွဲ့စည်းတဲ့ကာလကလည်းဘယ်ဥပဒေဘယ်နည်းဥပဒေဘယ်ကွန်စတီကျူရှင်းကိုမှအထင်မပြုဝဲနဲ့ပေါ်ထွက်လာခဲ့တဲ့အတွက်ကြောင့်ဒီကနေ့အဲ့ဒီပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီကနေပြီးတော့ပြည်တော်စုလွတ်တော်ရဲ့လို့ပေါ်ပေါက်သွားတဲ့အချိန်ပြောင်းလဲလိုက်တဲ့အချိန်ပါ ဘယ် constitution ဘယ်ဥပဒေဘယ်နည်းဥပဒေကိုအခြေပြုပြီးတော့သူတို့ပြောင်းနေခဲ့တယ်အဲ့တော့လွတ်တော်တစ်ခုပေါ်ပေါ့ဘုရားလွတ်တော်ဆိုတာနိုင်ငံတော်မှာအမြင့်ဆုံးအာဏာတစ်ခုပါအဲ့တော့အဲ့ဒီဥပဒေတွေနည်းဥပဒေတွေမရှိဘဲနဲ့ဖွဲ့ကျင်နိုင် ဖွဲ့ရအောင်လွတ်တော်ကြီးတာလာရဇေယမဟုတ်ဘူးဒါလေးတော့တတိပြုဖို့လိုပါတယ်ကျွန်တော်ထပ်ပြောပါမယ်အဲ့ဒီ ဆွတ်တော့ကိုစားပြီးကော်မတီရနေပြီးတော့ဆွတ်တော့ရေလို့ပြောင်းလိုက်တဲ့အချိန်မှာဥပဒေနည်းဥပဒေ constitution မပြောပါနဲ့ statement လို့ခေါ်တဲ့ကြေညာချက်တစ်ကောင်တော့ကျွန်တော်ဒီကိစ္စဒီချိန်မတွေးဘူးပြပါဘူးဒါကြောင့်အမှုလို့ပြောရမယ်ဆိုရင်တော့သူတို့ခါနဲ့သူတို့လုံးတဲ့ချာလဲလိုက်နေတဲ့အခြေအနေမှာကြိုက်တဲ့အမိတ်ကြိုက်တဲ့ဟာတွေထုတ်ပါအဲ့ဒီအမိတ်တွေဒီဥပဒေကြောင်းရတော့၎င်းငံငယ်ကြီးကြောင်းရတော့၎င်း တရားမဝင်နဲ့အမိန့်နဲ့ကြီးညာချက်တွေသာဖြစ်ပါလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုပဲသုံးသပ်မိပါဟုတ်ကဲ့ဒါကတော့ CRPH ဟိုဟာပြည်တော်စုတွေဆက်ဆက်သွားလို့ကျွန်တော်မေးလိုက်တာပါအခုလိုရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ခုနက NCO သွားအောင်ပါဆိုတော့ NCA ကခုနပြောသလိုအခုဒီစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကလည်းဥပဒေကြောင်းရတရားမဝင်ဘူးအဲ့လွှတ်တော်ကလည်းတရားဝင်မှာမဟုတ်ဘူးဆိုတော့ဒီ NCA ကိုဒါသူတို့အနေနဲ့တရားဝင်တဲ့အနေနဲ့ဆက်သေးလို့မရဘူး အဲ့တော့ NLD ဆိုတာလည်းမရှိဘူး NLD ဆိုတာလွတ်တော်လည်းကိုမရှိဘူးဆိုတော့ခု UNG ရောဒီ CRPH ကလည်းခုနဥပဒေရဆိုရင်ဟိုဒီ NCO ကိုစားပြုနိုင်ဖို့ကလည်းခန့်နေဆိုတော့ဒီဒီ NCO ကိုဆက်ပြီးတော့တည်ဆောင်သွားဖို့ကဘလို့အခြေအနေကြမှာရမလဲဒါဒါမှမဟုတ်ဒီ NCE ကလုံးဝသေသွားပြီလို့ပြောလို့ရမလားဆိုတော့အဲ့ဒီပုံမှာဘလို့ပြောခြင်းလဲကျွန်တော်အရှိန်မှာအခြေအနေပြောခဲ့ပါတယ်အန်စီသေသွားတယ်လို့ကျွန်တော်မဆိုတော့ပါဘူး အဲ့တော့ NCA သိတယ်မသိဘူးဆိုတာကျွန်တော်နမူနာတစ်ခုကိုကျွန်တော်ပြောခဲ့ပြီးပါပြီ NCA ထက်ကာလအများကြီးစိုးခဲ့တဲ့ပင်လုံး agreement ဆိုတာပင်လုံးသဘောတူညီချက်ဆိုတာရှိခဲ့ဘူးပါလေဒီနေ့ဒီချိန်ဒီပင်လုံးသဘောတူညီချက်ကိုကန်ဆွဲထားတဲ့အဖွဲ့အစည်းတွေရှိနေတုန်းဖြစ်ပါတယ်မကြာခဏလည်းပင်လုံးသဘောတူညီချက်နဲ့ပတ်သက်တဲ့အသံဗလံတွေကထွက်လေထွက်တာရှိပါတယ်ဆိုတော့အဲ့ဒီပင်လုံး တဘောတူညီချက်တောင်မှဂျူကြာဂျူကြာအပန်ထွက်နေတယ်ဆိုရတိတ်မဝေးသေးတဲ့ကာလာကလုတ်ခဲ့တဲ့ NCAB တစ်ချိန်ချိန်မှာကျင်းစီပေါက်အပန်ထွက်လာဦးမှာပါဆိုတော့အဲ့ဒီအပန်ထွက်လာတဲ့အချိန်မှာကျွန်တော်တို့ဥပဒေကြောင်းရတော့၎င်းပြည်သူလူထုရဲ့သဘောဆန္ဒအမှန်ကိုထင်ရှားတဲ့စွတ်တော်နဲ့အစိုးရတွေရှိနေရင်တော့၎င်း DNC ကိုကျွန်တော်တို့က reform ဒါမှမဟုတ် remove လုပ်လို့ရမယ့်အနေအထားရှိပါတယ် ဒါကတော့ကျွန်တော်ဒီအဲ့ဒီ NC ရဲ့သဘောတဘာဝကိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီပဲဗရိညာအဥပဒေနဲ့နှိုင်းယှဉ်ပြီးတော့ကျွန်တော်သုံးသပ်ရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့တော့စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကတရားမဝင်တဲ့အတွက်ဘာမှဆက်သွားလို့မရအောင် NC ရဒါဥပဒေကြောင်းရပါတော့စစ်တပ်အနေနဲ့ကဟုတ်ပြီโอเคဓာတ်ရထားလိုက်တော့စစ်တပ်ကသူကကူကဒါအာဏာသိမ်းထားတယ်သိမ်းထားပြီးပြီဒါဘာမှလည်းပြန်ပြင်လို့မရတော့သူတို့လည်း NC ကိုထားခဲ့လိုက်မယ် တခြားပုံစံတဘုံနဲ့ EAO တွေနဲ့စကားပြောမယ်တခြားသဘောတူညီမှုအစ်စ်လုပ်မယ်ဆိုပြီးတော့ကမ်းလမ်းမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ရှေ့ဆက်သွားလို့ရမှာပေါ့အဲ့ဒါအဲ့တော့ကျွန်တော်ကျွန်တော်အမြင်ကကျွန်တော်ပြောမယ်ဆိုရင်တော့စစ်တပ်အနေနဲ့သူစစ်ကိုတန်းအောင်တိုက်ဖို့လိုပါတယ်တော်လိုင်းအင်အားစုကိုသူအမြင့်ပြအောင်ခြေမုံတက်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရေးသိပ္ပံကြောင်းမှာတော်လိပြောထားစကားတစ်ခွန်းရှိပါတယ်စစ်နိုင်တဲ့သူကဥပဒေကိုပြထားတယ် အဲ့တော့62ခုနှစ်မှာဦးနေဝင်အာနာသိနေဦးကျိုးအောင်ချိုးနိုင်တဲ့အတွက်ကြောင့်ပင်လို့ agreement မှင်းမိန်သွားတယ်ဒီလိုလုပ်မယ်ဆိုရင်တော့လုပ်လို့ရပါတယ်ဒါကြတော့မငင်းလို့ပါတို့တော့တခုပြောကျင်တာကဒီကနေ့ဒီချိန်မှာအလဒီကမက်ဆေ့ချ်မှားယွင်းတဲ့မှားယွင်းတာကိုအကြောင်းပြုပြီးတော့ အာနာသိမ့်မတယ်လို့ပြောခဲ့တဲ့မင်းအောင်လှိုင်တွေဒီကနေ့ဒီချိန်နှောင်းရှစ်ပွဲစီပုံအချိန်ကဥရေကိုဖက်သိမ်းခြင်းမရှိသေးသလိုအသိရေဆိုပြဌာနာနေတယ်မရှိသေးပါဘူးသူအနေနဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သူ့ရဲ့အာဏာသိမ်းမှုကို base in ပြီးတော့ de facto power ရနိုင်မှုအတွက် de facto legitimate ရနိုင်မှုအတွက်သူလုံနေသေးတဲ့ဆိုတာကိုဒါကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဆိုတဲ့အတွက်ကြောင့်တခုပဲပြောချင်တာက ဂါမမန်းဆိုတဲ့ institution အောက်မှာ organization တစ်ခုအဖြစ်နဲ့ယက်တီရမယ်စစ်တပ်ဒီဒီကနေ့သူကိုယ်တိုင် institution လုပ်နေတဲ့အတွက်ကြောင့်ဒါကတော့သူ့ခြေလမ်းကိုသူဘယ်လောက်လှမ်းနိုင်မလဲသူ့ခြေလမ်းရဲ့အရွေးကဘယ်လောက်ရှိမလဲအဲ့ဒီအရွေးနဲ့အတူနောက်ဆက်သွဲဖြစ်ပေါ်လာမယ်ရာလတ်တွေကဘယ်လောက်ထိရှိမလဲဆိုတာကိုတော့ကျွန်တော်တို့နည်းနည်းလေးလေးတာစောင့်ကြည့်ရအောင်မယ်အနေထားရှိပါတယ် ဟုတ်ပြီစောပါဘူးလေအဲ့ဒါဆိုရင်ဒီစစ်တပ်က2008ကိုချိုးဖောက်ပြီးသူအာဏာသိမ်းတာတဲ့အတွက် तू က legitimacy မရှိဘူးအဲ့တော့ तू လုံးသမျှ၊ကန်သမျှအားလုံးကတရားဝင်မှုမရှိဘူး तू ကိုယ်တိုင်သူ့မှာ तू ဥဆောင်ပြီးလုပ်လဲဒါဟိုတရားဝင်မှုမရှိဘူးဆိုတဲ့သဘောပေါ့ NCA နဲ့ပတ်သက်ဆိုတော့ तू ရှိနေသမျှဒီ NCA ကလုံးဝဟို yes နားနေမယ်ဆိုတဲ့သဘောအဲ့လိုညီကုန်းချိုးလို့ရမလားဗျဟုတ်ကဲ့ပါကျွန်တော်လေးနဲ့ထားပြန်ပြောပါမယ် လက်ရှိမြန်အောင်နိုင်ဦးဆောင်နေတဲ့စစ်တပ်ကြီးမြန်မာနိုင်ငံရဲ့အစိုးရမဟုတ်တယ်လို့ NCA ရဲ့မူရသဘောတဘာဝရသူတဦးတယောက်ထဲနဲ့တို့ဒီမဟုတ်သူနဲ့အီးရဦးနဲ့အကောင့်ထဲပေါ်လို့ရတဲ့ process က NCA မှာမပြထန်တော့ပါဘူးဒါကြောင့်မို့လို့အစိုးရမဟုတ်ပဲနဲ့အစိုးရကိုပုံကန်ခြားနာခဲ့တဲ့သဘောကမူလသဘောတူညီချက် NCA ကိုအကောင့်ထဲဖော်မယ်ဆိုရင်တော့ဒါက ချက်မပြည့်တဲ့လူတွေရဲ့လှုပ်ဆောင်ချက်ပါဖြစ်တယ်လို့ကျွန်တော်ကတော့ဒါလိုပဲသုံးသပ်တယ်ကျွန်တော်အချိန်မှာအချိန်ချင်းပြောခဲ့ပြီးပါပြီ RCA သည်အစုအဖွဲ့၄ခုနဲ့လှုပ်ခဲ့တဲ့ဂရီးပြုစာချုပ်ဖြစ်တဲ့အတွက်ကြောင့်အဖွဲ့စည်း၄ခုမျက်နှာချင်းဆိုင်ဆုံတဲ့အချိန်ကြာမှပါ DNCA ရဲ့ပြန်လဲအသက်ဝယ်မှုကိုကျွန်တော်တို့တွေးမြင်ရမယ်လို့ဥပဒေသမားတယောက်အနေနဲ့ဥပဒေရှုထောက်ကနေသုံးသပ်ရပါတယ်ယေရှုတင်ပါတယ် ဟုတ်ကဲ့စောပါဦးလေးကျေးဇူးများကြီးတင်ပါတယ်အခု NCA ရှိလားမရှိဘူးလားဘာတွေဖြစ်နေလဲဆိုတဲ့ပုံမှာဥပဒေရှုထောင့်ကတေချာလေးတုံးသက်ပြီးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျကျေးဇူးပါကော